ကိုရီးယားကျွန်းဆွယ်ပေါ်မှာအမေရိကန်ရဲ့ဘုံကျဲလေယာဉ်ကြီးတွေအင်အားပြပြန်တန်းခဲ့တာကိုလိုအပ်သလိုတုံ့ပြန်သွားမယ်လို့မြောက်ကိုရီးယားကပြောကြားခဲ့ပါတယ်။ April 18ရက်နေ့ကမြောက်ကိုရီးယားရဲ့ထုတ်ပြန်ချက်မှာတော့ဘလို့အစီအမံတွေနဲ့တုံ့ပြန်မလဲဆိုတာကိုအသေးစိတ်ဖော်ပြမထားပါဘူး။အမေရိကန်ရဲ့တာဝေးပြန်တန်းနိုင်တဲ့ B1B ဘုံကျဲလေယာဉ်ကြီးတွေဟာအခုသတင်းပတ်စောပိုင်းတုန်းကတောင်ကိုရီးယားတိုက်လေယာဉ်တွေခြံရံပြီးစစ်ရေးလေ့ကျင့်ပြန်တန်းခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလိုမဟာမိတ်နှစ်နိုင်ငံပူးပေါင်းစစ်ရေးလေ့ကျင့်မှုမျိုးကိုမြောက်ကိုရီးယားကခါးသီးတဲ့သဘောထားရှိပြီးမြောက်ကိုရီးယားအပေါ်ကျူးကျော်စစ်ဆင်နွှဲဖို့ပြင်ဆင်တဲ့လုပ်ရည်မျိုးလို့ဆွဆွဲလေးရှိပါတယ်။တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနကတော့ဒီစစ်ရေးလေ့ကျင့်မှုဟာမြောက်ကိုရီးယားရဲ့နျူကလ িয়ার ချင်းချောက်မှုကိုတားဆီးရေးအတွက်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုစွမ်းရည်မြင့်တင်ဖို့အတွက်သာရည်ရွယ်တာလို့ထုတ်ပြန်ထားပါတယ်။ဒါပေမဲ့မြောက်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနရဲ့အရာရှိတယောက်ကတော့ ဒါဟာကျူးကျော်စေအတွက်ကြိုတင်ပြင်ဆင်မှုလို့ယူဆနိုင်ပြီးမြောက်ကိုရီးယားရဲ့လုံခြုံရေးအပေါ်အကြီးအကျယ်ရန်စထိပါမှုလို့သတ်မှတ်ကြောင်းပြောကြားသွားပါတယ်။ဒေသရင်းမှာအမေရိကန်ရဲ့အင်အားသုံးရန်လိုချင်းချောက်မှုတွေကိုအပီးတားရတန်ပြစ်ဖို့အထိရည်ရွယ်ပြီးမြောက်ကိုရီးယားဟာလိုအပ်တဲ့အစီအမံတွေနဲ့တုံ့ပြန်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။အရှင်ကလည်းအမေရိကန်ရဲ့ဗုံးကျဲလေယာဉ်ကြီးတွေတောင်ကိုရီးယားမှာပြန်တန်းတဲ့အခါမြောက်ကိုရီးယားဟာဒုံးကျည်စမ်းသပ်ပစ်ခတ်မှုတွေပြုလုပ်ပြပြီးတုံ့ပြန်ခဲ့တာရှိပါတယ်။ B1B လိုဘုံးကျက်လျင်တွေဟာခဲယံမီးကြောင့်စစ်လက်နက်အမြောက်အများကိုတင်ဆောင်ပြီးစစ်စင်ရေးတွေလှုပ်ဆောင်နိုင်ပါတယ်။ဒါပေမဲ့ B1B တွေမှာမဟာဗျူဟာနျူကလ িয়ার လက်နက်တွေတော့တပ်ဆင်နိုင်စွမ်းမရှိပါဘူး။ American မှာ Trump တမရဖြစ်လာပြီးလက်ရှိတောင်ကိုရီးယားမှာလည်းအစိုးရအသည့်တက်လာမယ့်အခြေအနေကြောင့် American, တောင်ကိုရီးယား၊မြောက်ကိုရီးယား၃ဖွင့်ဆိုင်ဆက်ဆက်ရေးအနာဂတ်ကခမ်းမန်းရခက်ခဲနေစေပါ။ Trump ကတော့သူ့ရဲ့ပထမအကြိမ်သမ္မတတက်တန်းတုန်းက အဆင်မပြေခဲ့တဲ့မြောက်ကိုရီးယားအစိုးရနဲ့ဓာတ်ရိုက်ဆက်သွယ်ဆွေးနွေးမှုမျိုးကို ပြန်လည်စတင်နိုင်ဖို့လိုလားကြောင်းပြောဆိုထားခဲ့ပူးပါရရှင်။